င်္ဂလာပါရှင်ဗမာကိတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးမေလ24ရက်နေ့မနက်ခင်းတရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတရင်နေနဲ့ပခုတ်ကူမြို့ရင် KTV တို့တောက်စားပြော်ပါရန်ဆိုင်ငယ်ဖြင့်ထွက်လာသည့်ရဲ၃ဦးကိုအရှင်ဖမ်းမိပြီးလက်ပြုံနှလုံးသိမ်းဆီရရှိဆိုတဲ့တရင်ပဲဖြစ်ပါရရှင် မကွေးတိုင်းပကုတ်ကူမြို့ရင် KTV တို့တောက်စားပြော့ပိုင်းရန်ဆိုင်ငယ်ဖြင့်ထွက်လာသည့်ရဲ၃ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မေလ၁၈ရက်နေ့မော်လယ်၂နာရီခန့်တွင်ပကုတ်ကူမြို့နယ်ဖုံးကံကျေးရွာ၌တပ်ဆွဲထားသောစစ်ကောင်စီကိမှရဲတုတက်ချက်တီအောင်ရဲတပ်သားလှဖုံးနှင့်ရဲတပ်သားစီတူလင်းတို့သည်ပကုတ်ကူမြို့ရှိ KTV တို့တောက်စားပြော့ပိုင်းရန်ဆိုင်ငယ်ဖြင့်ထွက်လာခြင်းလမ်းမိုင်းတနေရာ၌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဖမ်းဆီးရရှိခဲ့ခြင်း 这张底下的。 ဖုံးကန်ရွာနဲ့ပကုတ်ကူမြို့ဆိုတာတမိုင်လောက်ပဲရှိတာပြီးတော့ဖုံးကန်ရွာကတရွာလုံးရှောင်နေကြရတာပြည်သူတွေမရှိတော့ဘူးဒီကန်းထွက်ရင်ဒီစခါတွေပဲရှိတော့တာသူတို့ကခရိုင်ရဲတွေပါခရိုင်ကနေမြို့မစခန်းတွေတာဝန်ချအဲဒီကနေမှဂိတ်တွေကိုခွဲပြီးတာဝန်ချထားတာလက်ရှိသူတို့ကိုတုံမန်းဥပဒေနဲ့အညီထိန်းသိမ်းထားပါတယ်ဟုသောက်တန်း YFO PDF တပ်ဖွဲ့တောင်းကကိုအောင်မောင်ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည်အဆိုပါဖန်စီမှုကိုသောက်တန်း YFO PDF တောင်းညင်အောင်ရေစကြ Revolution Group YRG ပြည်သူအာမေ MNPDF YS King Cobra တောင်စစ်တီအဖွဲ့များပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဖန်စီရရှိသည့်ရဲသုံးထံမှလက်ကင်ဖုန်း၃လုံး၊ငွေကြက်၃၉000ကျပ်နှင့်လက်ပြပုံ၂လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။ဆက်လက်ပြီးသကိုင်းမြို့ပန်းတော်ရက်ကွက်နှင့်မကြီးစင်ရက်ကွက်မှလူငယ်၆ဦးကိုစစ်တပ်ကနေအိမ်ထဲထိဝင်ရောက်ပြီးပေါ်တာဆွဲဖန်စီဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။သကိုင်းတိုင်းသကိုင်းမြို့ပန်းတော်ရက်ကွက်တွင်နေထိုင်သောကြောက်ပွဲစားကိုမောင်မောင်ကိုအစံဘက်စစ်တပ်ကနေအိမ်ထဲထိဝင်ရောက်ဖန်စီသွားကြောင်းပြည်သူ့ဘက် တော်သားဖွဲ့တရင်တော်အကန်ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်မေလ22ရက်နေ့ညနေ4:22မိနစ်ချိန်ခန့်တွင်ပန်တို့ရက်ွက်တွင်နေထိုင်သောကြောက်ပွဲစားကိုမောင်မောင်ဆိုသူကိုတကောင်းရက်ွက်ပြူစောတိတပ်ဖွဲ့နှင့်ကျန်းဖက်စစ်ကောင်စီခန့်အုပ်ကြီးမြင့်စောတို့ပူးပေါင်းပြီးကောင်းကားစီဖြင့်နေအတွင်ဝင်ရောက်ကဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည် စစ်ကွေးတွေဖမ်းဆီးသွားတဲ့ကြောက်ပွဲစားမောင်မောင်အသက်အရွယ်က35နှစ်အရွယ်ပါငလင်ပေးပြည်သူတွေကိုပြစ်စီဝေတာဝေတော့မောင်မောင်ဆိုတဲ့သူကသွားထုတ်တာသူများတွေဆိုပြစ်စီအစုံနဲ့ရတယ်သူ့ကိုဝေတဲ့အထဲမှာခြေနှောင်မပါလို့ဆဲဆိုခဲ့လို့ဆိုပြီးခဏနေတော့သူ့နေအိမ်ကိုပြုတ်ခွေးနဲ့စကားဆအုပ်ကြီးတွေဝင်ဖမ်းပြီးလိုက်လာတာဝင်ရောက်ဖမ်းဆီးသွားပါတယ်ဖမ်းရင်ရဲစခန်းနဲ့တပ်မ33ကမဖမ်းလောက်ဘူးကိုပြူရီနေတဲ့တောင်ပေါ်ပဲခေါ်သွားဖို့များတယ်ကို ခေါ်သွိုင်းရင်တော့လူကအကောင်းတိုင်းတော့ပြန်မလာနိုင်တော့ဘူးနှိမ့်ဆက်ခံရပြီးမှပါဟုပြည်သူ့ဘက်တော်သားဖွဲ့ကသတင်းတောင်ကန်ကပြောဆိုသည်အလားတူရမန်နေ့မေလ23ရက်နေ့နနက်7:30မိနစ်ခန့်တွင်သခိုင်းမျိုးမကြီးစင်ရက်ွက်ရှိအကြမ်းမဲ့ဆက်ကောင်စီတပ်သားများနဲ့ပြူစောထေများကလူငယ်ငါးဦးကိုလည်းနေအိမ်ထဲဝင်ရောက်ဖမ်းဆီးသောကြောင့်သိရှိရသည် ပေါ်တာဆွဲဖမ်းဆီးသွားတာဒီကနေ့လေမနက်၁၇နာရီခွဲလောက်ကနေဝင်ဖမ်းတာပါဖမ်းဆီးသွားတဲ့လူငယ်တွေအမိတွေမသိရတော့ဘူးအခုအဲ့ဒါကအိဗက်တွေသွားလို့လာလို့အဆင်မပြေသေးလို့အသက်ရွယ်တွေအကုန်လုံးကတော့၂၀ကျော်တွေပါကားသုံးစီးနဲ့ဝင်လာပြီးဖမ်းသွားတာလို့ပြောတယ်အင်အား၂၀လောက်ရှိမယ်လက်ရှိမှာလူငယ်၅ဦးကိုထွေရုံရုံနဲ့တပ်မ၃၃တခုခုမှဖမ်းဆီးထားပါတယ်ဟုပြည်သူ့ဘက်တော်သားအဖွဲ့ကသတင်းတောင်ငန်းကပြောဆိုသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြောက်ရီမြို့နယ်စစ်ကောင်စီတပ်၏ဖလေတိုကာကင်စကန်ကို KNL မှမိတ်တပ်များကချိန်မုံစစ်ကောင်စီကလင်းပြင်းဇက်တိုက်ပုံကျဲနေဆိုတဲ့မဲ့ဖြစ်ပါရေးချိန်ကရင်ပြည်နယ်မြောက်ရီမြို့နယ်အစံဘက်စစ်ကောင်စီတပ်၏ဖလေတိုကာကင်စစ်စခန်ကို KNL မှမိတ်တပ်များကတိုက်ခိုက်ချိန်မုံနိုင်ပြီဖြစ်ကြောင်း KNL သတင်းရင်းမြစ်ကရှန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်မေလ22ရက်နေ့မှစတင်၍ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်များကို KNL မှမိတ်ပူးပေါင်းတပ်များကစတင်တိုက်ခိုက် ခဲ့ကြောင်းယနေ့မွန်လယ်ပိုင်းတွင်မြောင်းရီမြို့နယ်တောင်မတ်ပလေတိုကာကင်စကန်ကိုချိန်မုံနိုင်ပြီဖြစ်ကြောင်းသို့ရာတွင်စစ်ကောင်စီကလေကြောင်းမှအဆက်မပြတ်ပုံစဲတိုက်ခိုက်နေသည့်ဖြင့်ချိန်မုံရရှိထားသောစခန်းကုန်းကိုရှင်းလင်းနိုင်ရေမလုံးနိုင်သေးကြောင်းသိရှိရသည်။ ညကလေးကတညလုံးတိုင်နေတာဒရုန်းကတော့အထေကပေါ့စတိုက်တဲကဒရုန်းနဲ့ကျဲချနေတာကိုဘက်သူ့ဘက်လေရင်ဒရုန်းလက်နက်ကြီးအစုံပေါ့စက္ကန်းကခံပြစ်မဲ့သူမရှိတော့ဘူးအတန်တိတ်သွားပြီလေရင်နဲ့ဘုံလာကျဲတာတုံးကောင်းရှိပြီနောက်ပြီးသဘောပူစက္ကန်းကရောဝေါ်လီစက္ကန်းကရောလက်နက်ကြီးတွေနဲ့ပြစ်ကုန်နေတော့စစ်စက္ကန်းကုန်းကိုတက်ရှင်းမှုကြိုးစားနေတယ်ဟု KNL သတင်းရင်းမြစ်ကဆက်လက်ပြောဆိုသည်လက်ရှိ KNL မှာမိပူပေါင်းတပ်ကချိန်မုံနိုင်ခဲ့ပြီဖြစ်သောဖလေတိုစက္ကန်းမှာ2022ခုနှစ်မတ်လ28ရက်နေ့က တော်လရင်တက်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်တေဆုံးခဲ့ကြောင်းစစ်ကောင်စီကအရင်စခန်းသို့ပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလ2ရက်မြောက်တွင်ပြန်လည်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်လက်တလောတေဘောဘူရွာရှိတေဘောဘူစစ်တပ်စခန်းကို KNL မှမိတ်တက်များကဆက်လက်ပိတ်ဆိုလျက်ရှိကြောင်းထို့ပြင်ဝေါ်လီစစ်ပြူဟာကနေလီစခန်၊ထီကပလေစခန်၊ဥကရယထစခန်တို့ကိုလည်း KNL မှမိတ်တက်များကဝိုင်းဝန်းပိတ်ဆိုဖြတ်တောက်တိုက်ခတ်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ထံမှသိရှိရသည်။ဆလပီမင်းလာပကိုရှုမအတွင်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်သားများမူယူပြီးမုခဆယ်ရင်ရေးစင်းချိုးချိန်မြွေကပ်၍ရင်းနေ၍နှစ်ဦးသေဆုံးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးရှုမှတွင်စစ်ကြောင်းထူလာသောအစံဖက်စစ်ကောင်စီတပ်သားများမူယူပြီးမုတ်ခါဆယ်ရင်ရေးစင်းချိုးချိန်မွေကပ်ရေးနေရနှစ်ဦးသေဆုံးခဲ့ကြောင်းဒေသရင်းသတင်းရှင်မြက်ကရှမ်းကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မေလ20ရက်နေ့နနက်အစောပိုင်းမှစတင်ပြီးမင်းလာမြို့နယ်ပိုင်းပဲခူးရှုမှတွင်အစံဖက်စစ်ကောင်စီတပ်သားတရာခန့်ကစစ်ကြောင်းထူဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်းနှစ်မွန်လွဲ၃နိုင်ခန့်တွင်အစံဖက်စစ်တပ်စစ်ကြောင်းသည်ပဲခူးရှုမှတွင်စိန်ကန်လက်မြို့ကြောင်းရုံမှဖြတ်ကျော်လမ်းမရှိဘန် ွေကုန်းရွာအနီးကိုရောက်ရှိလာပြီးမုခါဆဲရင်မူယူတောက်စားပြီးရေစင်းချိုးခြင်းဖြစ်ကြောင်းသိရှိရသည် ထို့သောရေစင်းချိုးချင်းတွင်စစ်ကောင်စီတပ်သားတို့သည်မြွေကိုက်ခံရပြီးတေဆုံကစံတအူသည်ရေနှစ်တေဆုံခဲ့ခြင်းဖြစ်ကြောင်းတေဆုံသွားသောစစ်ကောင်စီတပ်သားအလောင်းများကိုမင်းလာမျိုးပေါ်သို့နာယေကဖြင့်ပို့ဆောင်ခဲ့ကြောင်းသိရသည်။ဗန်မွေကုန်းရွာနှင့်မုခဆဲကတမိုင်လောက်ပဲကွာပါရစ်စစ်ခွေးစစ်ကြောင်းကမင်းလာမျိုးနှင့်အပိုင်မဲဘကူရှိုးမာတွေကိုမနေကလေးကစစ်ကြောင်းထုတ်ဖို့ဝင်လာတာအင်အားကတရာလောက်ရှိတယ်။ဗန်မွေကုန်းရွာကိုမနေ့အစောပိုင်းတွေကရောက်နေတာသူတို့ရောက်လာပြီးတော့မုခဆဲမှာမူယူဆဲဆိုပြီးရေစင်းကူရာတကောင်ကမြွေကိုက် ုက်လို့သေးတယ်နောက်တစ်ကောင်ကအရှိနဲ့သေးတယ်အလောင်းတွေကိုနာရီကနဲ့ပြန်တဲသွားပြီအဲ့ဒီစစ်ခွေးစစ်ကြောင်းတစ်ကြောင်းလုံးကတောဆောင်နဲ့တွေမကြိုက်တာတွေလို့လို့တစ်ကြောင်းလုံးပြုတ်မှဆိုပြီးနက်ကတော်တွေကိုဝင်ပူပြီးပြောတာတွေလည်းရှိတယ်ဟုဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုသည်ထို့ပြင်အဆိုပါအစံဖက်စစ်တဲ့စစ်ကြောင်းနဲ့တော်လင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေပြီးစစ်တဲ့ဘက်မှထိခိုက်သေးဆုံးမှုရှိပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းဒေတာရင်းတော်လင်းသတင်းရင်းမြစ်များကပြောဆိုသည် ယခုဆက်လက်ပြီးမြင်းမှုမျိုးနယ်နှင့်ဆလင်းမျိုးနယ်တွင်ရဲစခန်းနှင့်လက်ကင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားနှုတ်သေးဆုံးဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမြင်းမှုမျိုးနယ်အလကပ်ပကျေးရွာအနီးတွင်စစ်တပ်လက်ကင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားနှုတ်အသေးဆုံးခဲ့ကြောင်းဘူတိုက်ကအဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်ရှမန်နီမေလ22ရက်ည7:00နာရီခန့်ကမြောင်းလန်းခွဲမှအင်အား20ခန့်ဖြင့်အလကပကြေးရွာဘက်သို့လျှက်ကင်းထွက်လာသောစစ်တပ်စစ်ကြောင်းကိုအလကပကြေးရွာတောင်ဘက်ရောက်ဘူတိုက်ကတပ်ဖွဲ့မှရဲဘော်များကမိုင်း၃လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားနှုတ်အသေးဆုံးပြီး၃ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် အင်အား20လောက်နဲ့အလကပ်ပကြီးရွာဘက်ကိုကင်းလဲထွက်လာတာပါကားနဲ့ထွက်လာတာမိုင်းဆွဲပြီးတော့သူတို့လူထိတော့ကျွန်တော်တို့ကိုလိုက်ရှာသေးတယ်အရန်ထားတဲ့မိုင်းကိုခွဲပြီးတားလိုက်ရတာနောက်ဆက်တွဲထိခိုက်သေးဆုံးမှုကတော့တရင်မရသေးဘူးဟုဗိုလ်တိုက်ကတပ်ဖွဲ့မှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်အလားတူမကွေတိုင်းစလင်းမြို့နယ်လင်းစင်းတိုင်နယ်တွင်အထိုင်ချတပ်ဆွဲထားသောရဲစခန်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာအစံဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းမင်းမှုခရိုင်အမှန်ကတရင်မှတောင်းရှိသူတို့က န်ကုန်ခေတ်တည်ထင်ဌာနထံသို့ပြောဆိုသည်မေလ22ရက်နေ့မွန်လင်းတနိုင်50မိနစ်ခန့်တွင်ဆလင်းမြို့နယ်လင်းစင်းတိုက်နယ်အထိုင်းချရဲစခန်းကိုတော်လင်းတပ်ဖွဲ့များက60မမဖြင့်12လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်ရှင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိပေတော်လင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည် စစ်ကွေးအင်အားက90ခန်းမှာစစ်ကွေးတေစင်းကတော့မတိရသေးဘူး၄ရောက်ထိခိုက်တယ်လို့ပဲသိရသေးတယ်ပြည်သူများအနေနဲ့လက်ရှိအခြေအနေအရဘေးလွတ်ရာရှောင်တိမ်မီနေကြဖို့လေကြောင်းအန်ရီကူစိုက်ဖို့အမှားချင်ပါတယ်ဟုမင်ဘူးခရိုင်အမှန်ကတရင်မှာတာဝန်ရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကော်မတီတက်မတော်မင်ဘူးခရိုင်မင်ဘူးခရိုင်အမှန်ကတရင်ဆလင်ပါကဖာတောင်ကြီးနောင်ပျောက်ကြားအဖွဲ့တို့ကပူးပေါင်းလှုံ့ဆော်ခဲ့ကြောင်းသိရှိရပါတယ်ရှင်